ရန်ကုန်မှာမောရွာတာရဲတွေတောင်ချက်မြုပ်တယ်။တော့လည်းရွာလို့နေပူတော့လည်းပူလို့နေရတဲ့ပဆော့ဘလို့ဥစားမှုကြိုက်ချင်တယ်။2025ခုနှစ်မေလ2ရက်နေ့နာနဲ့6နာရီဂျိုလူလေလာကောင်းနေရာတိုင်းတာရရှိချက်တွေအပေါ်ကနေပြီးတော့မြမပြည်ရာဇီဥတုအခြေအနေများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ အားလုံးမင်္ဂလာပါပဲ IMUKI Entertainment Channel ကိုကြိုဆိုလိုက်ပါတယ်ညီလေးတစ်ဆက်ပင်ပြုခံလိုက်ရသည့်မေလာနှစ်ရက်နေမိုးရွာသက်တဲ့နဲ့ငလင်တဲ့နဲ့ကိုဒီကျွတ်တဲ့ခမဲချက်တွေပြုပတ်တစ်ဆက်ပေးထားတဲ့ဒီမိုးစလာဘလော့ဂါဦးထေးတင်ရဲ့ပြုခံလေးကိုကျွန်တော်ရဲ့မျိုးမျှဝေတစ်ဆက်ပေးသွားဖြစ်ပါတယ်ကျွန်တော်ရဲ့မျိုးလည်းကျွတ်တဲ့ကကွယ်ပစ္စည်းလေးရောက်ဘူးတူတာနေနဲ့ပြန်လည်းမျှဝေတစ်ဆက်ပေးခြင်းသာဖြစ်တယ်ပေါ့နော်ဒါကြောင့်မကျွန်တော်ပြန်လာလေဆော့တဲ့လေးလည်းပဲကြည့်ရှုပေးဖို့ဖက်ခဲ့ကြပါတယ်ဒါဆိုတော့ကျွန်တော်ပြန်ပြန်လေးဆက်လိုက်ရအောင်ဒီနေ့ဂျိုရူကပေးပို့တဲ့ ုံနေရဘင်္ဂလားပင်လယ်ပြင်က လေစီးကြောင်းတွေကိုလေ့လာကြည့်တဲ့အခါမှာ လေတုရှုပ်ထွေးမှုအနည်းငယ်ဖြစ်ပြီးတော့တချို့လေစီးကြောင်းတွေကမြမပြီးပင်လယ်ကန်ယူရနေစဉ်အောက်ဖက်ကို စီးသွားတာတွေ့ရသလိုပဲအပေါ်ပိုင်းကဆင်းလာတဲ့လေစီးကြောင်းကလည်းနေပြီးတော့အောက်နာအထိဆင်းလာတာတွေ့ရပါတယ်အဲ့ဒါဘာကိုပြောနေလဲဆိုလို့ရှိရင် ဒီနေရာမှာဒေသတွေမှာလက်ရှိမိုးရွာနိုင်တဲ့လေးစီးကြောင်းမလို့မြမပြည်အနှံ့ပြားမှာမိုးရွာနေတယ်လို့ပြသပါတယ်အဲ့တော့အဲ့ဒီရွာတဲ့မိုးတွေကဗမာပြည်မှာလက်ရှိကောင်းကင်အမြင့်မှာရှိတဲ့မိုးတိမ်တွေကို အပြာရောင်နဲ့ပြထားပြီးတော့ဒီအညိုရောင်အဝါရောင်ပြပေါ်လေးတွေဟာမီတာတစ်ထောင်လောက်မှာရှိတဲ့တိမ်တွေဖြစ်ပါတယ်ထို့အတူပဲဒီကိုင်းရိုးရားမှာ ရင်ငွေထုတ်လုပ်မှု မရှိပေမဲ့လည်းစောစောကပြောတဲ့လေစီကြောင်းမလို့ဘင်္ဂလားပင်လယ်ထဲမှာဆက်လက်ရင်ငွေထုတ်လုပ်နေသလိုပဲအိန္ဒိယသမုတ်တရာနဲ့စော်ဒီအာရေဗျပင်လယ်ကလာတဲ့ရင်ငွေတွေကလည်းဆက်လက်ထုတ်လုပ်ပြီးတော့ဘင်္ဂလားပင်လယ်တွေကိုတွန်းပို့နေပါတယ်ဒီအတွက်ကြောင့်လို့ဗမာပြည်မှာမိုးများလိုက်နေ့ရက်၃ရက်မိုးနည်းလိုက်နေ့ရက်၃ရက်၅ရက်လောက်အဲ့လိုမျိုးဖြစ်နိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရပါ ဒီကနေ့မနေ့6နိုင်မှနေ့လယ်7နိုင်အတွင်းမိုးရွာသွန်းနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ချင်းတောင်တန်း၊ရခိုင်ရိုးမှပဲခူးတိုင်းအထက်ပိုင်း၊အေရဝတီတိုင်းအထက်ပိုင်း၊နေပြည်တော်မန္တလေးတိုင်း၊ရှမ်းပြည်နယ်တစ်ခုလုံး၊ကရင်ပြည်နယ်၊တနင်္လာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ နေ့လယ်7:00နာရီမှညနေ6:00ရောက်တဲ့အခါမှာတော့အချို့နေရာတွေမှာမိုးပါသွားတာတွေ့ရပါတယ်ဒါပေမဲ့လည်းရခိုင်ရိုးမနဲ့ရခိုင်ပြည်နယ်အထက်ပိုင်းချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်မန္တလေးတိုင်းအရှိတန်းနေပြည်တော်ရှမ်းပြည်နယ်တစ်ခုလုံးကယားပြည်နယ် AOD တိုင်းအထက်ပိုင်းရန်ကုန်တိုင်းအထက်ပိုင်းကရင်ပြည်နယ်တနင်္လာရီတိုင်းမှာ ဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်။ညနေ6နာရီမှည7နာရီရောက်တဲ့အခါမှာတော့မြမပြည်အနှံ့အပြားမှာ ပြန်လည်ပြီးတော့မိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်။ဒါ့ဝိမဲ့လည်းမန္တလေးတိုင်းအနောက်ဘက်နေပြည်တော်အနောက်ဘက်ပဲခူးတိုင်းမှာတော့မိုးနည်းနည်းလေးသာရွာနိုင်ပါတယ်။ထို့အတူ AOD တိုင်းအောက်ဖက်မှာလည်းမိုးနည်းငယ်သာရရှိနိုင်တဲ့အခြေအနေကိုတွေ့ရပါတယ်။ ဒီတော့ကျွန်တော်တို့နှစ်ရက်နေ့တနေ့ကုန်24နာရီအတွင်းရနိုင်တဲ့မိုးရေရှင်ကိုတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မန္တလေးနေပြည်တော်ကနေပြီးတော့အရှိဘက်ရှမ်းပြည်နယ်တစ်ခုလုံးအတွင်းမှာအဝါရောင်ပြထားတာက1တသမ4လက်မကို24နာရီအတွင်းမှာရရှိနိုင်တဲ့ခံမှန်းပြီးတော့အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ဒသမ5လက်မပေါင်းဝန်းကျင်မိုးရွာနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းရပါတယ်။ချင်းပိုင်းမှာလည်း ရှင်းပိုင်းရှင်းရိုင်းမှာလည်းဆက်လက်ပြီးတော့မိုးရည်စင်းနှစ်လမလောက်ရနိုင်ပါတယ်။မဲဆောက်ဖလူပောင်းဝင်းကျင်မှာလည်းဆက်လက်မိုးရရှိမှာဖြစ်ပါတယ်။တန်ကောက်နဲ့မာဆိုင်မှာတော့မိုးပွဲလေးတွေတော့သာရရှိနိုင်ပါတယ်။၃ရက်နေမနဲ့တနာရီရနေပြီးတော့မနဲ့၆နာရီအတွင်းမှာမြမပြီးအရှိချမ်းတစ်ခုလုံးဆက်လက်မိုးရွာနိုင်ပါတယ်။ နောက်ဖက်ကတော့မိုးပါသွားမှဖြစ်ပါတယ်မြန်မာပြည်အရှိတ်ဘက်ခြမ်းထဲမှာဆိုရင်ကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းနေပြည်တော်စစ်တောင်းမြင့်ဝိုင်းရဲ့အရှိတ်ဘက်ကျမ်းတစ်ခုလုံးနဲ့ကယားပြည်နယ်၊ပဲခူးတိုင်းအရှိတ်ကျမ်း၊ကရင်ပြည်နယ်၊တရင်းနယ်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်နေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ ရွာနေတဲ့မိုးတွေကအချို့ဒေသမှာရန်နာပြီးတော့မိုးပွဲအဖြစ်ကြဆင်းသွားနိုင်တဲ့အနေအားရှိပေမဲ့ AOD တိုင်းရခိုင်ပြည်နယ်အောက်ဖက်နေပြည်တော်နဲ့မန္တလေးကြားမန္တလေးတိုင်းအထက်ပိုင်းအရှိဘက်ချမ်းရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ကြားဆက်လက်မိုးရွာနိုင်ပြီးတော့မိုးပြင်းနယ်အစနဲ့သတင်းလာရေးတိုင်းမှာဆက်လက်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ် မင်းလည်း7နှစ်နေရနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့အပေါ်မှာရှိတဲ့မိုးတိမ်နေကုန်ကန်ကြီးဖြစ်ပြီးတော့မြောက်ဘက်ကကချင်နဲ့သခိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်မိုးရွာနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှေ့မြောက်အနည်းငယ်ရွာတယ်မန္တလေးမှာသခိုင်းမှာမိုးပွားနေနေကြတယ်လို့ပဲ နေပြည်တော်ရန်ကုန်ဧရာဝတီတိုင်းမှာမိုးပွားဆက်ကြနိုင်ပါတယ် ကရင်ပြည်နယ်အောက်ပိုင်းနဲ့တရင်းနိုင်တိုင်းအောက်ပိုင်းမှာတော့ဆက်လက်မိုးများနိုင်ပါသေးတယ်။တနေ့နေ့၃ရက်နေ့24နာရီအတွင်းရွာမဲ့ဒေသတွေကိုကျွန်တော်တို့တိုတယ်ထုတ်လိုက်တဲ့အခါမှာဆိုရင်ကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းနေပြည်တော်စစ်တောင်းရိုးမှကယားပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ် သတင်းနာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရရှိတဲ့အတွက်ကြောင့်မလို့ဒီဒေတာတွေမှာဓာတ်မ9လက်မပေါဝင်ကျင်လို့ခံမှပါလေထိုင်းနိုင်ငံအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ချင်းမိုင်ချင်းရိုင်းမှာမိုးပါပါရွာတကယ်လို့ပဲမဟာချိုင်ဘန်ကောက်မှာလည်းမိုးအနေငယ်ကျနိုင်တဲ့အနေထားကိုကျွန်တော်တို့တွေ့ရပါတယ်မဲဆောက်မှာတော့မိုးပါပါလေးကျနိုင်ပါတယ် ကျွန်တော်တို့စိုက်ပျိုးရေလုတ်တဲ့သူတွေအတွက်လက်ရှိရွာနေတဲ့မိုးရေချိန်စုစုပေါင်းကို မေလ2ရက်ကနေပြီးတော့မေလ9ရက်အတွင်းမှာမြန်မာပြည်ပေါ်ကို ကျလာမဲ့မိုးရေချိန်စုစုပေါင်းကိုကျွန်တော်တို့ခမန်းစက်တွေနဲ့တွတ်ထုတ်ကြည့်တဲ့အခါမှာဆိုရင်ဟောဒီအဝါရောင်ပြနေတဲ့ဗမာပြည်အထက်ပိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကြား ရှမ်းပြည်နယ်အောက်ဖက်စစ်တောင်းရိုးမှာတရင်နိုင်တိုင်းတော်ဆိုလို့ရှိရင်မိုးရေကြီး၆လမနီးပါးလောက်ဝန်းကျင်လောက်ရရှိနိုင်ပါတယ်တခြားပြာရင့်ဒေသတွေဟာဆိုလို့ရှိရင်တော့မိုးရေကြီး၁လမနီးပါးလောက်ရရှိနိုင်တဲ့အနေအထားရှိပါတယ်ဒီအခြေအနေဟောကိုသိလို့ရှိရင်တော့တောင်သူတွေဘလို့ပြင်ဆင်နေမယ်ဆိုတာပြင်ဆင်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကျွန်တော်ပြောလိုတာက ကျွန်တော်တို့2024တုန်းကတောင်သူတွေ၃ကလောက်တောင်းစိုက်ရင်းနဲ့ပြည့်ရတဲ့ຢာစီအခြေအနေမျိုးမဟုတ်တော့ပါဘူးလို့ပြောကြပါတယ်။အဓိပ္ပာယ်ကတော့ကမ္ဘာຢာစီဥတုဖြစ်စဉ်ကို လေ့လာမယ်ဆိုလို့ရှိရင်တော့ကမ္ဘာကြီးရဲ့ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာပူနွေးမှုနှစ်နှစ်သုံးနှစ်ဖြစ်ပြီလို့ရှိရင်ပြန်ပြီးတော့အေးပါတယ်။2022ကနေပြီးတော့2023အဝင်မှာဆိုလို့ရှိရင် တောက်လျှောက်နေပြီးတော့အယ်လီညိုဆိုတဲ့အပူဒဏ်ကို ကျွန်တော်တို့တစ်ကမ္ဘာလုံးခံရရပြီးတော့ကျွန်တော်တို့ဗမာပြည်မှာဆိုလို့ရှင်တော့ပစိဘိတ်ဒေသကဝင်လာတဲ့လီဘူလိုက်နေကြောင်းမလို့မုံတိုင်းနေဗမာပြည်ကိုကြီးမားစွာရေပီးဒုက္ခတွေကြုံရပြီးတော့စိုက်တဲ့စဘာချင်းတွေအကျဉ်းချင်းပြက်စီးရတဲ့အနေအထားရှိပါတယ်ဒီကနေ့2024ခုနှစ်ဧပြီလပင်လယ်သမုဒ္ဒရာတိုင်းတာကျမှတ်တမ်းနေနဲ့ စက်တရပတ်ချက်ပေးတဲ့အခါမှာဆိုရင်ယနေ့အချိန်မှာ April 28ရက်နေ့ထုတ်ပြန်တဲ့စီရင်ခံစာများအရကျွန်တော်တို့ Pacific သမုဒ္ဒရာနဲ့ India သမုဒ္ဒရာမှာဆိုလို့ရှိရင်လာနီညာရာသီဥတုစတင်နေပြီလို့ဒရီပေးချက်တွေထုတ်ပြီးတော့ပြင်ဆင်ဖို့ဒရီပေးနေပါတယ်ကျွန်တော်တို့ပြောကျင်တဲ့အသေးပဲက2025ခုနှစ်ဟာမိုးရာသီစောမယ်ဆောင်းတွင်းမှာ လာနီညာဖြစ်မယ်လောလောဆယ်ကိုပဲကောင်းငင်ကမိုးသီးတွေကျနိုင်တဲ့အနေထားဟာဆိုလို့ရှိရင်ကျွန်တော်တို့ဗမာပြည်ကိုဝင်မဲ့မုန်တိုင်းဟာနောက်ဆုတ်သွားနိုင်တယ်လို့ပဲကျွန်တော်တို့မိုးရာသီဟာတာမန်မိုးရာသီအနေထားဖြစ်ပါတယ်ကျွန်တော်တို့မိုးရာသီစောမယ်ဆိုတဲ့အဓိပ္ပာယ်ကတော့တနည်းအားဖြင့်အာရေဗျန်ပင်လယ်ကပတ်ဝင်လာတဲ့လေစီးကြောင်းဟာဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့မြန်မာပြည်ကို အပြည့်အဝဝင်မဲ့အချိန်ကတော့ မေလ15ရက်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ပညာရှင်များ အုပ်စုဟာခမန်းထားရပါတယ်။ဒါပေမဲ့လည်းမုတ်တုံလေးတွက်ချက်ချင်းနဲ့ဝင်ရောက်ချင်းအတွက်တီးတန့်ပညာရှင်များအုပ်စုကထုတ်ပြန်ကြေညာချက်များကိုလည်းကျွန်တော်တို့စောင့်ကြည့်လေ့လာဖို့လိုအပ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့မတိတာများရှင်မေးများနိုင်ပါတယ်ကျွန်တော်တို့လည်းလူတွေများတဲ့အခါကျတော့လူတိုင်းကို မဖြေကြားပေးနိုင်တော့လည်းပဲအရေးကြီးမဲ့ထင်တဲ့အချက်ကလေးတွေကိုတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ရှာဖွေပြီးတော့ရှင်းလင်းတင်ပြနေပါတယ်။နေဘူးတော့လည်းပူလို့ပူလို့တဲ့အခုမိုးရွာတော့လည်းရေတက်မြုပ်တယ်။အဲမိုးရွာတိုင်းသာရေမြုပ်နေတော့ဒုက္ခပဲ။ဘုံလုံးဆက်ဆက်တွေကြအောင်ရန်ကုန်မှာမိုးရွာတာရေတွေတောင်တက်မြုပ်တယ်မိုးရွာကလည်းရွာလို့နေပူတော့လည်းပူလို့ နေရတာပစော့ဘလို့ဘာမှမကြိုက်ချာနဲပါအောက်ချော့ချပါမလားလူမျိုးလုံးမကောက်ကံပြီးတော့ကျွန်တော်ပြန်ပြန်ဒီလောက်ပါပဲဒီပြန်လဲတာမေလ2ရက်နေ့3ရက်နေ့အတွက်ဒီမိုးလေဝသက်တည်းနဲ့မုံရန်တည်းနေကိုဒီကျိုတဲ့ခမက်ချက်တွေပြပတ်တည်းဆက်ပြီးသွားတဲ့ဒီဦးတည်းတည်းရဲ့ဘီဖိုင်လေးဒီဖိုင်လေးကျွန်တော်မြည်ပြတ်တည်းဆက်ပြီးသွားဖြစ်ပါတယ်မိုးလေဝသက်တည်းနေကိုအမြဲတည်းဆက်ပြီးနေတဲ့ဒီ Mozilla Blog ကဦးထစ်တင်နဲ့ကျေးဇူးများအတည်ပါတယ် အခုတင်ဆက်ပေးရတဲ့ရည်ရွယ်ချက်ကတော့ဒီအလီဒေတာမိသားစုတွေနဲ့ဒီတောင်သူဦးကြီးတွေဒီမော်ရီတာတရင်းတွေကိုဒီတွေ့တဲ့ပစ္စည်းကကလေးအောင်ဘူးသရအနေနဲ့ပြန်လည်ဝင်မြတ်တင်ဆက်ပေးလိမ့်ခြင်းဖြစ်တယ်ပေါ့နော်ဒီဘလန်းပတ်သက်ပြီးတော့မျိုးရည်တွေ့ကြုံတဲ့ယူဆတွေကိုလည်းကျွန်တော်ရဲ့ comment မှာ message ပေးကြလို့ရတယ်ကျွန်တော်ရဲ့ channel နဲ့ဘူးသရရဲ့အကြောင်းအရာဟာတာပြီးမဲတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel like and subscribe နဲ့ like and subscribe နဲ့ပြန်လည်း notify လေးဥပါနဲ့ကပ်ပြီးတော့ဆက်ကြည့်ပါရစေကျွန်တော်ရဲ့ channel အပိတ်ကြည့်ရှုသူတွေရဲ့ချင်းနဲ့ကြည့်မြင်ရတဲ့ပါတယ်နောက်ထပ်ဗီဒီယိုတင်ဆက်ရမယ်